ာမင်လူပြည့်စင်လူပြည့်စင်တာသူကိုယ်တိုင်ဖြည့်စည်းမခိုင်းဘိုင်းအောင်နှုတ်ပြီးကိုအုတ်ချုပ်တဲ့ဗြမဒံမင်းကြီးရဲ့တိုက်ခန်းထဲမှာညသန်းကောင်းရအချိန်ကိုစင်လာပြိတ္တကြားဆိုတာကျွတ်တို့ဘယ်အချိန်စင်တာတို့တို့လေးပြောရတယ်လားမဟုတ်လေမြို့ထဲကလူတွေလန့်ကုန်ပါစို့တိတ်အောမနေနဲ့ ဘိဒါကြီးသကြာဆိုတာဘယ်အချိန်မှဆင်းတတ်လဲမှန်ပါပါဘုရားအင်းအင်းနလန်တော့ထလာပါဒါကြောင့်မင်္ဂလာတရားတွေမှာကြည်လေအညတရဒေဝတာတဲ့အမျိုးအမိအဖြစ်မထင်ရှားတဲ့နတ်သားတဲ့အမျိုးအမိမထင်ရှားတဲ့နတ်သားပဲမလို့ရတ္တိယာတဲ့ဗျတန်းကောင်ရန်အချိန်မှဆင်းခြင်းကြောင့်အဲ့ဒီနတ်သားကိုဘယ်သူတုံးလို့မေးရင်တကြလို့ဒီလိုဖြေရတယ်ပြိဿရဲ့ တရားလို့ဖြေရတယ်ဒါကြောင့်တရားသည်တန်းကောင်းရအချိန်မှာဆင်းတတ်နတ်မင်းကြီးလေးပါးသည်ညင်ဦးရအချိန်မှာဆင်းတတ်ဗြမာများသည်မောတော့ရအချိန်မှာဆင်းတတ်ရှင်သာရိပုတ္တရာဇာလံဟောတော့ငါကြုတ်ပြောခဲ့ဘူးပါမှတ်ထားကြပေါ့ညင်ဦးရအချိန်မှာဘယ်သူဆင်းတတ်တော့ဟေး လူဖက်ရချူမသောက်ရတာကြာပြီထင်တယ်။တကြားအတန်းကောင်ပဲလေညင်ဦးရဆိုတကြားနဲ့ရောတုတ်လိုက်တယ်လို့။အင်းငါနဲ့နဲ့ပြောဦးမယ်မှတ်ထားဦးဟိ။ညင်ဦးရံအချိန်မှာနတ်မင်းကြီးလေးယောက်ဆင်းတတ်တယ်။တန်းကောင်ရံအချိန်မှာတကြားဆင်းတတ်တယ်။မိုးတောက်ရံအချိန်မှာမြမာမင်းကြီးတွေဆင်းတတ်တယ်။ပြန်မဲမဲမျက်စိလဲသွားလို့ပါ။မှားပါစီမရောရဘူးဖြည်းဖြည်း။ ညင်ဦးရမှာဘသူစာဘသူဆင်းတာတော့ဘသူဟုတ်ပြီတန်းကောင်းရအချိန်မှာဘသူဆင်းတော့မိုးတော့ရအချိန်မှာဘသူဆင်းတော့နတ်တကြားပြမှာဆင်းတဲ့အချိန်လဲမှတ်ထားအိမ်မက်မက်တောင်မှန်းရတာပေါ့ညီဦးရအချိန်များမက်လို့ရှိရင်အမေနတ်မင်းကြီးလေးပါးကများအိမ်မက်ပေးသလားဟဲ့မှန်းရတာပေါ့ ။တန်းကောင်းရအချိန်အိမ်မက်မက်တော့ဟဲ့တရားမင်းပေးတဲ့အိမ်မက်ဟဲ့မှန်ရတာပေါ့။မိုးကောင်းရအိမ်မက်မက်တော့မြန်မာမင်းကြီးတွေကများအိမ်မက်ပေးသလားမှန်ရတာပေါ့။ပြောတာပြောရတာပါလေခုခေတ်တော့နတ်တရားမြန်မာပေးတဲ့အိမ်မက်မက်လောက်ပါ။မက်ကလေးကအစွဲလန်းဥပါရံကြီးနဲ့ဒီထဲတချို့ကလေးမလေးတွေအရှက်မရှိမနဲ့ကြရှောက်ပြောတယ်ညငါအိမ်မက်ထဲအဟုတ်မလို့ထဆန်းနေတာတော့ ဟိုဂျန်ဒီကန်စီပြောပါတယ်တောင်ဦးမျိုးပြောတာမဟုတ်ပါဘူးမှန်တော့ခုခေတ်ကတော့နတ်သားကြောင်မှာပေးတဲ့အိမ်မက်မက်ဖို့မလွယ်ပါဘူးကဲရှိသေးတော့ရှေ့ဆက်ရအောင်ဒါကြောင့်တရားနာပရိသတ်ကြီးဗြဟ္မရာမင်းကြီးရဲ့တိုက်ခမ်းမှာသကြာမင်းသန်းကောင်းရအချိန်ဆင်းလာပြီအလိုအယောင်ဝါနဲ့တင်မသူတော့ကျွန်ုပ်တကြားပဲတကြားမင်းဘာကိစ္စဆင်းလာ အချိန်မတော်ကြီးတရားမင်းပါကိစ္စကျွန်ုပ်ရဲ့တိုက်ခန်းသွင်းဆင်းလာတာတို့အကြောင်းရှိလို့ငါတရားဆင်းတရားမင်းဘယ်နဲ့ကြောင့်ဆင်းရတာတို့အခုပင်တို့ရဲ့လုတ်ပြေမှာမိုးလဲခေါင်တယ်ရေလဲရှားတယ်အပိနှံလည်းမထွက်တော့ဘူးဒီကိစ္စတွေသင်သိရလားတရားမင်းနဲ့သိယုံမကား ဟိုတလောကဟစ်တိုင်ကနေပြီးတော့ဖြစ်ကြတယ်တိုင်ပြေမှာမို့